ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦးချောက်လမ်းပိုင်းတနေရာမှာအချမ်းဘတ်စစ်ကောင်စီတပ်သား ဗိုလ်ကြီးညီညီမျိုးစုနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့တပတ်လောက်ကညောင်ဦးမြို့နယ်ညောင်ဦး6ကားလမ်းပိုင်းတနေရာမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးနေတဲ့အချိန်နေပြည်တော်ကနေ6ရေနံချောင်းဘက်ကိုကိုပိုင်ကားနဲ့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဗိုလ်ကြီးညီညီမျိုးစုနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းမိတာကတပတ်လောက်ကြာပါပြီရက်တော့တေချာမမှတ်မိတော့ဘူးဒီနေ့မှစိတ်ချလို့သတင်းထုတ်ပြန်လိုက်တာပါသူတို့ကားနဲ့နေပြည်တော်ကနေလာတာ6ရ ေနံချောင်းဘက်ကိုသွားဖို့ပါအရက်ဝတီနေပဲလက်နက်တော့ပါမလာဘူးသူတို့ကိုစစ်တုံးမဲ့ဥတွေရပဲအရေးယူဆောင်ရွက်သွားမှာပါအထက်ခရိုင်ကိုလွှဲထားပြီးပါပြီလို့ညောင်ဦးမြို့နယ်ပကပတာဝန်ခံကိုစည်းကပြောပြထားပါတယ်အခုလိုမျိုးဖမ်းဆီးထိန်းသိမ်းမှုကိုညောင်ဦးမြို့နယ်ပကပအနောက်ချမ်းဆုံး ပကံဘိုးချိုအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့စစ်တုံးမဲဥဒေအရအရေးယူနိုင်ရန်ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်ပကဖထံကိုလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်ညောင်ဦးခရိုင်ပကဖကနေတဆင်သက်ဆိုင်ရာဝန်ကြီးဌာနကိုလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ညောင်ဦးမြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့တွေရှိနေပါတယ် အဲ့ဒီစစ်ခွေးတွေပြောတဲ့စကားလိုပါပဲရာဇဝဲဘေးပြေးလို့မလွတ်ပါဘူးလို့စစ်ကောင်စီလက်အောက်ခံတပ်သားတွေအပေါင်းပါတွေကိုပြောကြမှာတယ်ပြီးတော့မိဘပြည်သူတွေအနေနဲ့လဲစစ်ကောင်စီရဲ့ရင်နှန်းနေနဲ့ကတ်မလိုက်ပါနဲ့စစ်ခွေးတွေနဲ့ဝဲဝဲမှာနေပေးကြပါလို့ပြောကြမှာတယ်လို့ညောင်ညွန့်နဲ့ပကဖတာဝန်ခံကိုစည်းကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ